တတိဥပိုးတင်သည်ကရက်အရှိရွာအနောက်ရွာကံတစ်ကုန်းတိချိုကုန်းရင်းမာကုန်းရွာများကိုအုပ်ချုပ်ခွင့်ရသည်တန်တော်နှင့်မုံတော်နှစ်ရွာသည်လည်းအိန်းနီးချင်းမြို့နယ်တစ်ခုမှရွာများဖြစ်ပြီးထိုရွာသူရွာသားများဆန္ဒအရအုပ်ချုပ်ခွင့်ရပါသည်ဒီဘောမင်းပါတော်မူပြီးနောက်အင်္ဂလိပ်များအုပ်ချုပ်နေခြင်းဖြစ်သည်တတိဥပိုးတင်အိမ်ဝိုင်းကလေကနီးပါးကျယ်သည်ကရက်အနောက်ရွာအလဲပိုင်းမှရှိ၏ဩခနတ်ခံပြင်တော်သူမိုးနှစ်ထပ်အိမ်ကြီးဖြစ်သည် အပေါ်ရက်တစ်ခုလုံးပြင်ကြံများကာယံထားတော်ညာလေအောက်ပိုင်းတစ်ခုလုံးဟာလာဟင်းလင်းဖြစ်၏တန်လျာနှစ်ချက်ဇပွဲတစ်လုံးဘီရိုတစ်လုံးနှင့်အညာပက်လက်ကလေးတိုင်းတစ်လုံးတို့ကတော့အောက်ထပ်မှရှိသည်အညာကလထာ၏အနည်းတွင် အသားဇပွဲဝိုင်းအသေးလေးတစ်လုံးထားသည်တကြီးဥပိုးတင်ကအညာကလထာလေးမှအမြဲထိုင်ပြီးဇပွဲဝိုင်းလေးပေါ်မှရင်နွေးကျန်းနှင့်အမဲကြောက်ကြောများကိုနှစ်သက်စွာစားတော့တတ်သည် စပွဲဝိုင်းတဲတဲလေးနောက်မှာတပည့်လဝါကြီးကအမဲရက်လျက်အနေထားဖြင့်တကြီးဥပိုးတင်လိုအပ်သမျှကိုလောက်ကင်ပေးသည်လဝါကြီးလက်ထဲမှာတော့ဝရင်တို့အတူတချောင်းကိုကင်ထားသည့်ရှိသည်အပေါ်ရက်ပြင်ကျန်များကိုရေနံကြီးများဖြင့်မိုင်းဤနေအောင်တုတ်ထားသည်ထို့အတူအိမ်ဝိုင်းဝင်တကားကြီးကိုလည်းပြင်ကျန်များဖြင့်ပြုလုပ်ထားပြီးရေနံကြီးများထူပိနေအောင်တုတ်ထားပြန်သည်ဝါဝင်းနေရဲ့အမင်းကတော့လက်ခုပ်တစ်ဖောင်ဖြင့်ကာရင်ထားသည်အိမ်ဝိုင်းမြေပြင်တစ်ခုလုံးအမိုက်တည့်ရွာမရှိအစင်သည်ဖြင့်တန်ရှင်းနေပါသည် တကြီးဥဘိုးတွင်ကရွှေဆလွယ်ရ6လုံးမျိုးတနက်2လုံးမျိုးတနက်ကင်ဆောင်ဝင်ရသူဖြစ်သည်တကြီးကိုအတိမပေးပဲအိမ်ဝိုင်းဘင်းသို့ဝင်လာသောထိုသူသည်လဝါကြီးဝင်းတို့တို့ပြည့်ပောက်ချင်းခံရပြီဝင်ဝင်ရသောအိမ်ဝင်ပေါက်မှဖနှက်ချွတ်ထားခဲ့ရသည်ဖနှက်မချိုဘဲစီးနင်းဝင်လာခဲ့မိသောဝင်းတို့ပြည့်ထပ်မံပေါက်ချင်းခံရမှသိကြပါသည်တကြီးဥဘိုးတွင်အိမ်ဝိုင်းကအဟန့်ကြီးသည်အရှိန်ကြီးသည်တော်ယုံတန်ယုံလူမဝင်ရဲမထွက်ရဲဥဘိုးတွင်မိမ့်မလေးယောက်တရားဝင်ယူသားသည် တကြီးကတော့လေးယောက်ပင်ဥပိုးတင်ရှိလာလျင် ခက်လက်လန်းမှဖနှက်ချွတ်ထားခဲ့ပြီးမှလာရသည်ပထမမယားဒုတိယမယားအနှစ်ယောက်ကညီမာရင်းဖြစ်လျက်ကတဲ့အနောက်ရွာသူများဖြစ်သည်တတိယမယားကတော့ရင်းမာကုန်းရွာသူစတုဒ္ဓမယားအငယ်ဆုံးကတော့တန်တော်ရွာသူဖြစ်သည်နှစ်ထပ်အိမ်ကြီးနှင့်ကက်လျက်အနောက်ဘက်မှာကံမိုးကက်ကအုပ်ဖနှက်ခန်းနှစ်ခန်းသုံးခန်းမိဖို့ဆောင်ရှိမိဖို့ဆောင်ရှိမနီမိုးအေးတွေရေတွင်တလုံးရှိမယားလေးယောက်ကတော့မတဲ့သည်မရှိအစဉ်အပြည့်ချစ်ချစ်ခင်ခင်အတူနေကြ၏ လှုပ်ဆောင်ပွဲရာဆောင်ရွက်စရာရှိလျင်လည်းအတူတူလှုပ်ကြကင်ကြရ၏မိဘဝင်အတူတူချက်ကြပြုတ်ကြရ၏အဝဲအတူလျှော်ကြရ၏ဥဘောတွင်ပွတ်တက်သွားရတွင် အလဲကျလိုက်ပါဝင်ရသည်တကြီးဥဘောတွင်သည်အသက်90မြောက်သာရှိသေး၏လွန်စွာချောမော၏အသားရည်ဖြူစင်၏နက်မောင်သောမျက်ခုံတောက်ပါသောမျက်လုံးများရှိ၏ကိုယ်ကာယလွန်စွာထွားချင်းတန်မှကြစ်လေသည် အထူးသဖြင့်စပင်အုပ်ကောင်းသည်ရောင်တစောင်းပြည့်လွန်စွာခန်းညားကြည်ကောင်းသူဖြစ်ပါသည် သို့သောတကြီးဦးဘိုးတွင်ပြုံးလာလျက်အလွန်ကြောက်เสียကောင်း၏တစုံတစ်ခုရက်ဆက်မှုပြခြင်းလာလျက်မျက်နှာကတဖြည်းဖြည်းပြုံးလာတတ်၏မတရားမှုကိုမကြိုက်တရားခြင်းကိုသာနှစ်ချိုက်သူဖြစ်ပါ၏ရွာသူရွာသားများအလုံးကတော့ချစ်ကြောက်ယူသေးကြသည်တကြီးတစ်ပဲလဝါကြီးကအသက်၁၆နှစ်ဝန်းကျင်များရှိ၏အသားမေးနဖူးမောင်း၏ကိုကာယထွားချိုင်းခြင်းကအရွယ်နှင့်မလိုက်အောင်ပဲရှိသည်ထို့ထက်လဝါကြီးကနာမည်ရင်းမဟုတ် သူ့ညာလက်ဘွားကြီးသည်လူတကာတဲ့ကြီးလက်မကလေးတောင်အပြားကြီး ။အုံမန်အရွယ်စားမဟုတ်သို့ဖြစ်၍လဝါကြီးအမိယာဤနာမည်လဲတွင်ပါသည်။လဝါကြီးကဤဒေသကံမဟုတ်ကြ။တကြီးဥပိုးတွင်အတွက်လဝါကြီးသည်ယုံကြည်ရသူဖြစ်စိတ်ချရသူဖြစ်မြည်သူနည်းပြဆက်ဆံ၏မပြေပြစ်တော်လဲလဝါကြီးသည်ဥပိုးတွင်အတွက်ပြေပြစ်ညံ့ရောသူဖြစ်သည်တကြီးဥပိုးတွင်သွားလေရသောလဝါကြီးပါ၏နှစ်ဖက်အကြီးနောက်ချန်စီယိုအဆက်မှတက်ကံမူထန်းသားတိုင်းထန်းသားအချင်းနှင့်မြင်းဆောင်ရှိသံမာထွားကြိုင်သော မြင်းလေးကောင်ရှိသည့် တကြီးဥပိုးတွင်ကပစိုးတွင်တရေကပတ်အပြာကြီးပတ်၏ကပတ်မှာ၆လုံးမြူချိတ်၏တံမှာထွားကျိုင်းသောမြင်းနှကောင်ကိုစီး၏ရောင်တစောင်းနှင့်လွန်စွာကြည်ကောင်းလေသည်ထို့အတူလဝါကြီးကမြင်းနှကောင်နှင့်လိုက်၏လဝါကြီးကနှလုံးပြူတနတ်ကြီးကိုလွယ်ထားသည်တလွယ်တစ်ခုပါ၏ဝင်းရင်တို့တစ်ချောင်းကိုထိုးထားသေးသည်ထို့ပေမဲ့လူမိုက်လူရန်ကားများကို ဆုံးမတရားရှိလျင်၆လုံးပြူနှလုံးပြူဓားရှည်ကိုမသုံးဝင်းရင်တို့ကိုသာသုံးသည် အသုံးများသည်ကလဝါကြီးလက်ဖြစ်သည် လဝါကြီးပြည့်ရိုက်မိလေမခံနိုင်ကြီးရိုက်ချက်ကပြင်းလာသည်ဥဘောရင်က လက်ကုပ်တစ်ချက်တီးလျင်နာယုံချင်းုံမြသာလဝါကြီးကရိုက်သည်နှစ်ချက်တီးလျင်ဆေးယုံစည်းကံရောက်မိဖြစ်သည် သုံးချက်တီးလျင်တော့လဝါကြီးကအသေးရိုက်သည်ရွာဦးကျောင်းဆရာတော်သည်တကြီးဥဘောရင်အကိုအကြီးဆုံးဖြစ်သည်ဘေးရင်ပညာတိုင်းစေးပညာတတ်၏အနာကုအလွန်ကောင်းသည်ဆရာတော်တရင်300သုံးကန်းပတ်လေအသားကျောင်းကြီးကဥဘောရင်မိဘများဆောက်လုပ်လူတန်းထားခြင်းဖြစ်၏ ဥဘောထင်တို့ကတော့ညီကိုနှစ်ယောက်မြတာရှိသည်လေကများသောပိုင်းဆိုင်မှာသောလေပိုင်းစီမျိုးဖြစ်အဆက်ဆက်ချမ်းသာကြွားခဲ့ကြသူများဖြစ်သည်ရှင်ပြူနာသာအလူဝဲတွေညီကိုနှစ်ယောက်စလုံးသင်္ကန်းဝတ်ခဲ့ကြပြီးတာသနာပေါ်မှာပြောခဲ့ကြသည်မိဘနှစ်ပါးအသက်အရွယ်ရလာခြင်းတွင်အကောက16နှစ်ညီက16နှစ်ညီဖြစ်သောဥဘောထင်ကလူဝေလဲခဲ့သည်အကောဖြစ်သူကတော့သင်္ကန်းမြဲခဲ့သည်ရောဦးကျောင်းဆရာရင်ဆရာတော်ကြီးပြန်လည်တော်မူသွားခြင်းတွင်အကောဖြစ်သူကိုကျောင်းဝတ်ခံရသည် မိဘများနှင့်ဥပိုးတင်တို့ကပစ္စည်းလေးပါးဒါရိုက်ကာများဖြစ်ခွင့်ရခဲ့ကြပါသည်အမိဘများကွယ်လွန်ခြင်းနှင့်ဥပိုးတင်ကဆက်ခံလူတိုင်းရပါသည်ဥပိုးတင်သည်တဝူရဲသောတာကဲ့သို့အတွင်းပစ္စည်းအမွေနှင့်လေယာဉ်များအလုံးကိုပိုင်ဆိုင်ရရှိခဲ့သည်ရွာတောင်ပိုင်းတွင်အမိဘများအိမ်ဝိုင်းရှိထိုအိမ်ဝိုင်းမှာပဲလဲနွားအစုံလင်ထားလျက်ဘာထွေးဘာကြီးများညီဝမ်းခွဲများကတီးနှံစပယ်ကြီးတွင်တီကြီးဝိုင်းဝန်းကူညီတောက်ကင်ပေးကြပါသောကြောင့်ဥပိုးတင်သည်အတုံးလိုလျင်ထုတ်ယူရောင်းချရုံသာဖြစ်ပါသည် တောင်သူလုံလန်းကိုပြန်မကြည့်ရပင်ကိုကချမ်းသာကြွယ်ဝသည်မို့ဥပိုးတင်သည်လက်တစုံတရာလက်ခံရယူခြင်းမရှိကြမတရားခြင်းကိုအလွန်အမင်းဆက်ဆုပ်မုန်းသည်သူလည်းဖြစ်ပါသည်အပြစ်ပေးရတယ်လဲနောက်ပြန်လည်းမကြည့်သူဖြစ်သို့သောမတရားဆော့ဆွဲခံရသူများအနိုင်ကျင့်ခံရသူများကရောင်းကြောင်းဆရာတော်မှရှောက်ထားအကူကြီးတောင်းလျင်အကိုဆရာတော်ခေါ်ယူတွေ့ဆိုပြီးညီနိုင်ဩဝါဒပေးသောအခါကောင်းစွာနာခံပြီးလှုပ်ပေးတတ်ပါသည် ရက်လေးရွာတလေးရွာမှာအမဲဝက်ပေါ်လျင် အကောင်းဆုံးအသားနှတွဲကိုတကြီးရင်ပိုးရသည်တိုင်မှာလာချိတ်ရဤတိုင်တွဲဟုခေါ်ပါသည် ထိုမှတပါအခြားလံများကိုတော့လက်ခံလိမ့်မရှိအမန်တရားအတွက်ရဲရဲဝံ့ဝံ့ပြက်ပြက်သားသားဆောင်ရွက်ပေးတတ်သည် ကိုယ်တိုင်ကလည်းသဘောရင်းစေရင်ကောင်းသူဖြစ်သည် အလူတိုင်အပေကလည်းကောင်းဤတကြီးဥပိုးရင်သည်လည်းဘေးဒီပညာတိုင်းစိတ်ပညာတတ်သည်လို့အစီရင်အဆောင်ရောင်ကောင်းများလည်းရှိသည်အကိုရင်းစီရတော်ထံမှလည်းပညာရဤ ထို့ပြင်ဥဘောတိပထမမယဒုတိယမယညီမာများ၏အမိဖာများသည်ဘေးတွင်ပညာတိုင်းစေပညာနှင့်နာမည်ကြီးများဖြစ်ပါသောကြောင့်ယောက်မများတံပါလဲပညာအမွေကိုဥဘောတိကရရှိခဲ့သည်ဆေရင်သဘောရင်ကောင်းသူဖြစ်တော်ညာလဲဥဘောတိပြုံးလာလျက်အလွန်ကြောက်เสียကောင်းလာသည်ကတော့အမှန်ပဲဖြစ်သည်ပို၍ပြုံးလေပို၍ကြောက်เสียကောင်းလေဥဘောတိပြုံးခဲ့သူတယောက်ဖြစ်ပါသည်ပထမမယနှင့်သားနှစ်ယောက်ဒုတိယမယနှင့်သားတစ်ယောက် တတရမယားနဲ့သမီးတယောက်အားလုံးသာသမီး၄ယောက်ပွားများခဲ့ဤတန်တော်ရွာသူစတုဒ္ဓမယားနဲ့တော့သာသမီးများခဲ့ပါသာသမီးများအားလုံးမန္တလေးရွှေမြို့တော်ကိုပို့လျက်ចောင်းဝိတ်ចောင်းစားဘောလာကောင်းကောင်းထားလျက်ခေပညာများတင်စီခဲ့သည်ចောင်းဘက်ရဲ့ဆိုရင်တော့ရွာကိုပြန်လာမခံပါမန္တလေးတွင်အမဝန်ခွဲတယောက်ရှိ၍ထိုအမဝန်ခွဲကတူတူမာများကိုအနီးကဆောင်းလျှောက်ပေးခြင်းမျိုးလည်းရှိပါ၏။တုံတင်ဆုံးမခဲ့ခြင်းများလည်းရှိပါသည်။လဝါကြီးကိုလည်းဥပိုးတွင်ကတာရင်ပမာသဘောထားပါသည်။ လဝန်းကြီးကဥပိုးတင်သားကြီးနဲ့အသက်အတူတူဖြစ်နိုင်သည်ရွာဦးကျောင်းဆရာတော်အောက်ပြီအောက်ရွာအလူပင်းပြည့်ကြွားရဤဥပိုးတင်အမိဘက်မှဆွေမျိုးများကတော့အောက်ပြီအောက်ရွာမှာရှိနေပါသည်ဆရာတော်အောက်ပြီအောက်ရွာတွင်တလားနီးပါးသတင်းသုံးခဲ့သည်ဆွေမျိုးများကိုလည်းတရားဓမ္မများဖြင့်ချီးမြှောက်ခဲ့ပါသည်ဆရာတော်အပြန်တွင်အောက်ပြီအောက်ရွာမှလင်းနှင့်အရွယ်ယောက်ျားလေးတဦးပါလာသည် ထိုကလေးကလဝါကြီးဖြစ်သည်အမိဘများဆုံးမ၍မရှိတော်သောကြောင့်ဆရာတော်ကခေါ်လာခြင်းဖြစ်သည် လဝါကြီးသည် ကျန်တဲ့သောဇေယျဆိုးရှိပါသောကြောင့်ဆွေမျိုးများကမနစ်သည်မကြွေးမမွေးမဆောင်လျှောက်လိုကြရွာရောကိုးပေါက်သွားလာနေသူဖြစ်သည်ဇေယျတော်ကဘေဒင်လက္ခဏာပညာဖြင့်စစ်ဆေးကြည့်သောအခါအကုသူအားကောင်းသူဖြစ်လဝါကြီးကို တွေ့ရသည်လဝါကြီးကိုအကုသူတရားနေပါအောင်လိမ္မာရင်ကျေးသူဖြစ်အောင်ဆုံးမမွေးမြူမီဟုသတ်မှတ်ခေါ်ဆောင်လာခြင်းဖြစ်ပါသည်လဝါကြီးတွင် သူမတူအောင်ညာဘက်လက်ဘွားသည်ကြီးသည်လက်မကြီးသည်၄တောင်အပြားကြီးဖြစ်လျက်ကြီးလာသည် ်ထိုညာဘက်လဘွားသည်လဝါကြီးဟုအမည်ရသည်လျက်အကုသို့တရားများဖြစ်တည်အောင်အားပေးနေစီရွာဦးเจ้าကိုလဝါကြီးရောက်၍တပတ်များပဲမကြာမနက်ပိုင်းတွင်เจ้าကခွေးများကိုအစာကျွေးနေတယ်ကျောင်းခွေးဤတကောင်ကကျောင်းခွေးငယ်များကိုအနိုင်ကျင့်ကြိုက်ခဲလူရဲ့စားတော့သည်ဖြင့်ထိုခွေးကြီးကိုလဝါပြေခေါင်းရရနေရမှာပင်သိဆုံးသွားသည်ရွာဦးเจ้าဆရာရောလည်းစိတ်မချမ်းမမြေဖြစ်ရသည်လဝါကြီးကိုအနီးမှပင်ထားလျက်စောင့်ရှောက်ဆုံးမတုံတင်ပေးရသည် ။နောင်တွင်သင်္ကန်းစီးပင်းလေးရဲ့သာကနာပေါ်မှနေထိုင်ရမည်ကြီးရွယ်သည်။ဥဘိုးတွင်ကစွန်ညိုင်ပူရင်လဝါကြီးကိုတွေ့သွားသည်။လဝါကြီးကို မွေးသားလိုပါကြောင်းရှောက်ထားသည်။ဆရာတော်ကခွင့်မပြုပါ။အကျိုးထက်အပြည့်များနိုင်မည်ဟုဩဝါဒပေးလျက်ရှောက်ထားချက်ကိုပယ်သည်။ဥဘိုးတွင်သည်လဝါကြီးကိုသဘောကျနှစ်သက်၏အစားကောင်းကြွေးလေးရဲ့အဝတ်ထည်ကောင်းများဆင်သည်။လဝါကြီးကလည်းဥဘိုးတွင်ကိုချစ်ခင်လာသည်။ ဇရာတော်ဤအဆုံးအမဥပိုးတင်ပြုစုယူရမှုနှင့်လောဝါကြီးတသွေးတမွေးဖြစ်လာကတည်ငြိမ်အိန္ဒိယရလာသည်လောဝါကြီးရွာဦးချောင်းရောက်ပြီး၁၀နှစ်အကြာတွင်ဆလင်းနှင့်အရွယ်အားကောင်းသောလူမျိုးဖြစ်တဲ့အချိန်၌အလင်းတင်တိုင်းမွေးစားဝင်ကိုရှောက်ထားပါသည်ဖြင့်ဇရာတော်ကခွင့်ပြုပေးလိုက်ပါသည်ဥပိုးတင်ကလောဝါကြီးကိုကိုခံပညာသင်ပေးကမြင်းစည်းတင်ပေးသည့်အပြင်အနီးမှာပင်ထားလိုက်သည်လူရဲလူရများကိုနားလည်အောင်တင်ပြပြီးအဆောင်ရောင်ကောင်းများကိုလည်းစီရင်ပေး၏ လောင်အားကြီးမှာရုပ်ရည်ကြမ်းတမ်းဒီမှာအပကျေးဇူးကိုတိတဲ့သူတခင်အလိုကိုတိသူဖြစ်လာသည် လောင်အားကြီးအိမ်ဝိုင်းထဲသို့ရောက်လာချိန်တွင်ဥဘောတင်နှင့်ယခုစတုဒ္ဒမယားဖြစ်သောတန်တော်သူတို့မယားသေးပေတန်တော်ရွာနှင့်မုံတော်ရွာနှစ်ရွာကိုဥဘောတင်အုပ်ချုပ်ခွင့်မယားသေးသောအချိန်ဖြစ်သည်ငါးရွာအုပ်တကြီးများသာဖြစ်ခုနှစ်ရွာအုပ်တကြီးမဖြစ်သေးပေတန်တော်ရွာနှင့်မုံတော်ရွာသည်ကြောက်စက်တဲ့မြေများသာဖြစ်သည်စားပင်သီးပေမဖြစ်တော့ပဲစင်းကိုအနှဲငယ်များသာစိုက်နိုင်ပြိုးနိုင်သည် စိတ်တို့အများစုမွေးမြူကြသည်နေရွာသလုံးဇရိုက်ကျန်းသည်အခြားရွာများသို့ထွက်၍ဓမြတိုက်နွားခိုးလူရက်သူတွေများသည်ကြီးမားသောတန်တဲ့ဘူကြီးများရှိပြီးဓာလန်တန်တဲ့ကောင်းများထွက်ရှိသည်မျိုးကြီးများသို့ပို့ပြီးရောင်းချသဖြင့်အကြိုက်များကြသည်ဓာကောင်းတလက်လန်ကောင်းတလက်ရရန်လာနှင့်ချီ၍ဆောင်ရသည်အထိကြိုပြီးမှားထားရသည်ဖြစ်သည်တန်တော်ရွာတွင်အလောက်ကအတီတကြမရှိဘဲတောက်စားမှုယူလူရဲ့တိုက်ခိုက်ဗိုလ်ကြနေသောဗားတင်ဆိုသူတောင်းကျမ်းနေသည်ဟုကြားသိရသည် ဗားတယ်မှာဗားခင်ဆိုသောညီတယောက်ရှိဗားခင်မှာလဲဘိုးတဘိုးဖြစ်သည်လူရဲ့ချင်းပြည့်အသက်မွေးညီကိုနှစ်ယောက်ပေါင်းစည်းပြီးအနိုင်ကျင့်ဗိုလ်ကြသည်လည်းရှိတဦးတယောက်တည်းလည်းအလုလုညီကိုနှစ်ယောက်စလုံးမရများသည်အတီတကြပေါင်းသိခြင်းမရှိသားပြိုသမီးပြိုမရှောင်သမီးသားမယားကိုလည်းအလုံမပေးပေအရက်ကလည်းအလွန်ကြိုက်သည်ဗားတယ်ကဒုတ်သားပြီးသည်ဟုဆိုသည်အဆောင်ကောင်းရှိကြောင်းတတိထားကြ၏ညီဗားခင်ဖြစ်သူကပင်ဗားတယ်ကိုကြောက်ရသည် ။တန်တော်မုံတော်နှစ်ရွာသလုံးဖိမိတ်တော်အောင်ကြောက်ကြရ၍ဘာတင်ကိုလှန်ဝင့်သူမရှိကြ။သူမရနဲ့အိဆက်ပြောပါလို့သည်ဟုဆိုပါကသူ့လင်မှာတိန်ဆောင်ပေးရသည်အထိဖြစ်သည်။မတိန်ဆောင်ပါကတက်ပြစ်သည်။ထိုချင်းကညီကိုနှစ်ယောက်သလုံးမှရှိသည်။တန်တော်ရွာအနောက်ပိုင်းတွင်သားမိသုံးယောက်ရှိသည်။ရိုးသားစွာကြုံရကြပန်းအလုပ်လုပ်ကြရသည်။ဘဘဲပေါ်မှာတန်တယ်များရောင်းပြီးပေးอยู่လျက်တခြားမျိုးရွာများသို့ထွက်ရောက်ကြသည် သားမောင်ညိုသမီးနှင်းခင်မောင်နှမနှစ်ယောက်တို့ကတက်ညီလက်ညီအလုပ်လုပ်ကြသဖြင့်အမေကြီးမှစားနိုင်ကောင်းနိုင်သည်မောင်ညိုနှင်းဘာတင်မှစာတင်မဲ့ဖြစ်ခဲ့ပြီးတငယ်ချင်းဖြစ်ခဲ့သည်ထို့ပေမဲ့မောင်ညိုညမနှင်းခင်ကိုတော့ညီကိုနှစ်ယောက်သလုံးကရကျင်နေသည်မောင်ညိုသဘောတူသူနှင့်ယူအားမြည်ဟုညီကိုနှစ်ယောက်သဘောတူထားကြသည်ဘာတင်ကမောင်ညိုနှင့်တငယ်ချင်းဖြစ်၍သူရမြည်ဟုတေချာသည်တွတ်ထားသည်တန်တော်သူနှင်းခင်ကလှသွေးကြွယ်လျက်အလာကြီးလာသည်15နှစ်ကျော်16နှစ်အရွယ်ဖြစ်၍ မျိုးစိမ့်စိမ့်အသားရည်မျက်ဝန်းကကြည်လင်၍ချိုသာသောမျက်နှာခန္ဓာကိုအချိုးဆွေကြသဖြင့်တန်သောမုံသောကာလာသားများနှစ်သက်လိုချင်ကြတော်ညာလေညီကိုနှစ်ယောက်ရန်ယောက်နှင်းခင်အနာသို့မကန့်ဝင်ညာဘာဒိန်နှင့်သဘောတူလျင်ဘာခင်ကတတ်မိဘာခင်နှင့်သဘောတူလျင်ဘာဒိန်ကတတ်လိမ့်မည်မောင်ညိုဒုက္ခရောက်ပြီးကြံရမရဖြစ်နေသည့်အပြင်အမေဟိုကြီးကလည်းမျက်ရည်နှင့်မျက်ခွက်ဖြစ်နေသည့်မောင်ညိုသည်ညမနှင်းခင်ကိုညီကိုနှစ်ယောက်မိသူနှင်းမြမပေးသားလိုသည်မှာအမှန်ဖြစ်သည့် မောင်ညိုဆုံးဖြတ်ရန်၃ရက်အချိန်ပေးထားသည်။၂ရက်ကြာသွား၏မောင်ညိုမဆုံးဖြတ်နိုင်သည်။၃ရက်မပြည့်မီညနေပိုင်းတွင် မောင်ညိုတန်တော်မှပျောက်သွားသည်။တန်တော်နှင့်ကတဲ့အနောက်ရွာမှခွန်နိုင်မိုင်များဝေး၏။ကြားမှနတ်မြေချထား၏။ကြောက်တော်တန်တော်ရွာများကိုဖြတ်ပြီးနောက်မောင်ညိုတယောက်တကြီးဦးဘိုးတွင်အိမ်ဝိုင်းသို့ရောက်ခဲ့သည်။ဖြစ်ကြောင်းကုန်သည်ပြောပြ၍အကူအညီကိုမောင်ညိုကတောင်းသည်။နောက်တနေ့နနက်သည် မောင်ညိုအဖြေပေးရမည်နှင့်ဖြစ်သည်။မောင်ညိုတန်တော်မှညနေပိုင်းပျောက်သွားကြောင်း နတ်မြစ်ကိုဖြတ်သွားကြောင်းဂရက်ရွာဘက်သွားမိထင်ရန်ကြောင်းဘားရင်ကိုမျက်နှလုံးမျက်နှာသတင်းပေးသူရှိသည်ဘားရင်တောက်ခေါက်သည်ညာဘိုင်းကတောက်ထားသည်ဖြင့်ခေါင်းကတစစ်စစ်ကိုင်းနေသည်အရက်တလုံးထက်ချာ၏ခေါင်းရင်းကဒါဆယ်လက်ခံထဲကအကောင်းဆုံးတစီတလက်ကိုစွဲယူပြီးတယောက်တည်းထွက်လာခဲ့သည်နတ်မြစ်ကမ်းဘက်ကဘားရင်ဆောင်မိဘားရင်ထွက်လာသည်နှင့်နောက်မှတန်တော်မဲတော်နေရွာသလုံးမှရွာသူရွာသားများအုံနီချင်းနှင့်ပါလာသည်တရင်စကားကိုလည်းကြားသိထားကြရသည် ဘာခင်တယောက်သာနေလုံးနေသဖြင့်ပါမလားနေမင်းပြူစားအလင်းရောင်ကောင်းစွာရရှိခြင်းတွင်နတ်မြစ်တစ်ဖက်ကမ်းမှမြင်းသုံးစီးတရေကျန်းနှင်လာသည်မြင်းနှစ်စီးကဘေးချင်းရှင်ရဲ့စီးလာ၏နောက်မြင်းကတော့မောင်ညိုဤမြင်းဖြစ်သည်ဥဘိုးတွင်သည်ခါမှ၆လုံးမြူချိလေးရဲ့မျက်နာကအေးချမ်းနေ၏တွေ့မြင်ရသမျှကတော့ဥဘိုးတွင်ကပြုံးယောင်တန်းနေသည်လဝါကြီးကတော့ဒလွယ်နဲ့ဝင်းတို့တချောင်းသာပါသည်နှလုံးမျိုးတနက်ပါမလားလဝါကြီးမျက်နာကအုံမိုင်းနေသည်တင်းနေသည် ဤသို့ဖြင့်နတ်မြစ်အနောက်ဘက်ကမ်းသို့မြင်းသုံးစီးတက်လာသည်ဥဘောတင်လဝါကြီးနှင့်ဗားတင်တို့သုံးဦးသာဆုံရလေပြီဥဘောတင်နှင့်လဝါကြီးတို့ကမြင်းပေါ်မှာမစင်ဗားတင်ကကင်နာသောဓားရှိကိုတဆဆပြေဓားရေးပြနေသည်အတော်ပဲဟေးဟောဒီငါသားကလူ24ယောက်သွေးပဲဆုံးသေးတာဟာအခု25ယောက်မြောက်อืมမဟုတ်သေးပါဘူး26ယောက်မြောက်ကွာကိုနဲ့မဆိုင်ရင်ဝင်မရှုံးနဲ့တကြီးဥဘောတင်ခမရနယ်လဲမဟုတ်ဘူးနော်အသာလှဲ့ပြန်ရင်အသက်ချမ်းလာပြီးလိုက်ပဲ ဘားရင်ကအော်ပြောပြီးရက်ကြည့်နေလိုက်သည်ဥပိုးရင်နဲ့လဝါကြီးတို့ကတော့တုတ်တုံများမလုပ်သည့်အပြင်မြည်သည့်စကားများလည်းမဆိုဥပိုးရင်ကလက်ခုပ်သုံးချက်တီးပြီးမြင်းကိုနောက်ဆုတ်သည် ထိုအချိန်နဲ့လဝါကြီးကမလုပ်သည်ဓာစီကိုမစွဲဝင်းရင်တို့ကိုလည်းမကင်မြင်းပေါ်မှာအခမ်းသာထိုင်ရဲရှိသည်ဘာတင်ကပြေးပြီးလဝါကြီးကိုဆလွယ်တိုင်းဓာရှိပြီးခုတ်လေသည်လဝါကြီးကမြင်းကိုရှေ့တိုးလိုက်ပြီးသူ့လက်ဖောအပြင်ဘာတင်ဓာကိုခံသည် ဘာဒိန်ဒါကဖြောင်းငနေကျိုးသွားသည်ဘာဒိန်ရှေ့ကိုငှက်လာဘာဒိန်ကြောကိုလဝါကြီးပြေရိုက်ချလိုက်လေသည်ဘာဒိန်မှာအာကနေတစ်ချက်မြသောအော်နိုင်လေရဲ့နတ်မြက်ကမ်းမှာအောက်ဘက်ကိုလိမ့်ဆင်းသွားပြီးရေစက်မှာယက်သွားလေသည်ဘာဒိန်အသက်မရှိရောပါဇက်နှာခေါင်းနားများမှသွေးများပန်းထွက်လျက်မြင်ရပြီးတခဏမျှငြိမ်သက်သွားလေသည်လဝါကြီးကသူ့လဝါကြီးကိုကြံလက်တစ်ဖက်ဖြင့်ပုတ်တန်ရင်ဘာတင်အလောင်းကိုငုံကြည့်ရင်ပြောသည်ဘာတင်ဟာနေမသိရန်ပေါ့ နင်းဒုတ်သားပြီလို့ငါလည်းဒုတ်သားပြီလေဟာထိုအချိန်တွင်နှွေခေါင်းကောင်းဖြစ်ပါလေရဲ့ဝုန်းနဲ့ဝုန်းနဲ့နတ်မြေကြီးကကြလာသည် ရေများဒလဟောဆင်းလာသည်အစင်ဟုန်ကောင်းကောင်းပြတဟဲဟဲရေတန်ပေးလာသည်အနောက်မြောက်တောင်ကမှိုင်းညိုနေပြီးမိုးရွာတော့မီဘာတင်အလောင်းကကောက်ရီမရတော့ပဲနတ်မြေရေလိုင်းများအောက်သို့လိမ့်ဆင်း၍ပါသွားပါတော့သည်တကြီးဥပိုးတွင်တတ်တော်ရာကျော်ရှိပါသေးဟူသောအတန်များကတန်တော်မဲတော်ရွာသားများထံမှတခဲနှင့်ပေါ်ထွက်လာလေတော့သည် လူအုပ်ထဲမှာနှင်းခင်နဲ့အမေဖြစ်သူက မောင်ညိုရှိရာသို့ပြေးထွက်လာသည် မောင်ညိုက မြင်းပေါ်မှဆင်းလိုက်သည်နှင်းခင်ကအကိုဖြစ်သူကိုဖတ်ပြီးငိုလီတော့သည်တတော်ရှင်းသွားပြီညီမလေးရဲ့မငိုပါနဲ့တော့မောင်ညိုကဖြေးသိမ်းစကားဆိုလေသည်ဤသို့ဖြင့်တကြီးဦးဘိုးတင်တို့တန်တော်ရွာမှာတလကြမ်းမှနေထိုင်သွားလေသည်တန်တော်မဲတော်နှစ်ရွာစလုံးရှိကျေးရွာကောင်းဆောင်များကရွာနှစ်ရွာလုံးအုပ်ချုပ်မှုကိုသဘောတူပါကြောင်းဦးဘိုးတင်ကိုပြောကြားခဲ့ပါသည် ဤသို့ဖြင့်ဥဘိုးတွင်ခဏရွာဥဒကြီးဖြစ်လာခဲ့သည်ထို့အပြင်နှင်းခင်သည်လည်းဒကြီးဥဘိုးတွင်စတုဒ္ဓမယားဖြစ်လာခဲ့၏မိခင်ကြီးနှင့်မောင်ညိုတို့ကသဘောတူပေးစားလိုက်ခြင်းပင်ဖြစ်သည်ဘာတင်ညီလူစိုးလူမိုက်ဘာခင်ကတော့တန်တော်ကိုပြန်မလာတော့ပေဤသို့ဖြင့်အချိန်ကကြာပြီးနောက်မြန်မာတနိုင်ငံလုံးအင်္ဂလိပ်ကိုတော်လှန်နေခဲ့ကြသောအချိန်ဖြစ်သည်ဂျပန်များဝင်လာကြသည်ထိုမှတပန်ဂျပန်များထွက်ပြေးရပြန်သည်ဂျပန်တို့ကနတ်မြစ်ကြောင်းတစ်ချောင်းမှာအလုံးအင်းမြေရိုးအတိုင်းထွက်ပြေးလာကြသည် တွေးသမျှယွာမီရှုလူသက်လူရည်လာကြကြောင်းတရင်စကားကြားကြရသည်တတိဥဘိုးတွင်ကမိမများကိုလွတ်ရကြွရသို့ပိုင်ဆိုင်သမျှပစ္စည်းများနှင့်အတူပို့ထားလိုက်သည်ဘာရင်ညီဘာခင်ကဂျပန်စကားပြန်ဖြစ်လျက်မြေယုံးမှာဂျပန်သားအလုံးကြီးနှင့်ရောက်လာတော်မူဖြစ်ကြောင်းယွာသားတို့ကဥဘိုးတွင်ကိုတရင်ပေးခဲ့သည်ဥဘိုးတွင်ကတရွာလုံးကိုမောင်းထုလူစုခေါ်လိုက်သည် လူနှင့်လက်နက်မများ၍ခိုးခံရမဖြစ်ကြောင်းဂျပန်ကကြားနာဖြစ်ကြောင်းမြင်မြင်သမျှကိုက်မိခဲမိဖြစ်ကြောင်းအတိပေးလျက်ရွာမအားလုံးတိမ်းရှောင်ဝိုင်းလေတော့သည်တချို့ရွာသူရွာသားများကလူသူလက်နက်စုပြီးငားရွာအုပ်စုညီညွတ်ညွတ်ခိုးခံတိုက်ခတ်လူကြကြောင်းပြောပေမဲ့လည်းဥပိုးတွင်ကတော့လက်မခံဤသို့ဖြင့်တရွာလုံးတိမ်းရှောင်ပုန်းနေရလေတော့သည်တရွာလုံးတိတ်ဆိတ်နေပြီးခွေးအောင်တမ်းများပဲမကြားရတော့ နေမင်းထန်းတပြားတို့ရောက်သည့်အချိန်တွင်နတ်မြစ်ဘက်ကဖုံလုံးကြီးများအပေါ်ဘက်ကိုပြန်တက်လာပြီးစစ်ဖက်နှံ့တံများအကြားရလေတော့သည်ဘာခင်ဦးဆောင်သောဂျပန်တပ်ဖွဲ့ဤတစ်ခုသည်ကရက်အနောက်ရွာဘက်သို့ဥတည်လာနေပြီဖြစ်ကြောင်းဥဘိုးတင်ကိုကင်းသမားကအပြေးလာပြီးပြောသည်မကြာမီရွာဦးကျောင်းကိုတပ်စခန်းချလိုက်ပြီးရွာမာထဲသို့ဖြန့်ထွက်လာကြသည်နွားတွေ့လျင်နွားဆွဲဤကြက်တွေ့လျင်ဂျပန်သည်ရွာသူရွာသားတဦးတလေများမတွေ့တကြီးအိမ်ဝိုင်းဤတစ်ခုလုံးကိုဘာခင်ကဦးဆောင်၍ဝိုင်းလိုက်ကြသည် ဥပိုးတွင်တပည့်လဝါကြီးတို့ကိုအင်ရှိဝိုင်းအတွင်းတွင်တွေ့၏ဘခင်၏မျက်နာကပြုံးနေသည်အကိုဘတဲ့အတွက်လက်တော့မြန်လက်စားချေနိုင်ပြီးရရက်ဆက်ဆက်တက်မိဖြစ်သည်မှာဘခင်၏မျက်နာတွင်ပေါ်နေသည်တကြီးဥပိုးတွင်ကလည်းပြုံးနေသည်ဆရာတပည့်နှုတ်မိသည့်လက်နက်များမကင်မဆောင်ဂျပန်ဘိုတဦးဘခင်နှင့်ဂျပန်တပ်သားများကတကြီးရှိမှရမ်းမိကြပြီးအိမ်ဝိုင်းတစ်ခုလုံးဂျပန်တပ်သားအဖြစ်နေရာယူထားပြီးလေပြီဖြစ်သည် အိမ်အောက်ထပ်အပေါ်ထပ်အလုံးမွေနောက်ရှာဖွေခဲ့ကြတော့လဲမိသည့်ပစ္စည်းများမတွေ့မရခဲ့ကြပေ။ဩခံနိုင်မဲ့ထင်လို့စောင့်နေကြတာလား။အခြားသူတွေလို့ဘာဖြစ်လို့မတိတ်မဆောင်ကြတာလဲ။တတိယကတော့ဩချလောက်ပါရဲ့ဗျာ။အဲလေတိမဲ့ရက်ကရောက်လာတော့ဘူး။အခင်ကဥပိုးတွေမျက်နှာကိုစစ်စစ်ကြည့်ရင်ပြောလိုက်သည်။မင်းကငါ့အကူပါတွေကိုတတ်ခဲ့တယ်။အဲ့တော့မင်းလဲငါ့ကိုလို့သိရတော့မှာကဲမင်းဘာပြောချင်သေးသလဲ။ လဝါကြီးကိုဘခင်ကစူးစူးရဲရဲကြည့်ပြီးတော့ပြောလေတော့သည်လဝါကြီးကတော့မလုံးဥဘိုးတင်ကပို၍ပင်ပြုံးလာသည်ဂျပန်ဘိုးကစကားနှခုံးသုံးခုံးអော်ပြောလိုက်သည်ဘခင်ကဂျပန်လိုပြန်ဖြေလိုက်သောအခါဂျပန်ဘိုးကပြုံး၍ခါးမှတရှိကိုဆွဲထုတ်လိုက်သည်ဂျပန်ဘိုးလက်ထဲမှတရှိကိုဘခင်ကဂျပန်လိုပြောပြီးတောင်းယူလေသည်ဘခင်လက်မှတရှိရောက်သွားလေပြီး ဂျပန်ဘော်ကလက်ပိုက်ပြီးပြုံးကြည့်နေသည့်အပြင်ဂျပန်စစ်သားများကလည်းဝိုင်းပြီးဗန်နက်နဲ့ထိုးရန်အသင့်ပြင်ဆင်နေကြသည်။ဦးဘိုးတွင်အပြုံးကားတော့ဝင်းလက်ခမ်းကြစွာရှိသည်။ဂျပန်ဘော်သည်ပြုံးနေရမှမျက်နှာတည်သွားသည်။တကြီးနှင့်သူတစ်ပည့်နှစ်ဦးစလုံးကြောက်ရွံ့ဟန်မပြမတွေ့။တကြီးဆိုသူကအပြုံးမပြတ်သူတို့တွင်မိသည့်လက်နက်များမရှိဂျပန်ဘော်အော်နေသည်။ပြီးနောက်အော်ဟဲလေးရဲ့အမိန်ပေးလိုက်တော့သည်ဂျပန်စစ်သားများကဗန်နက်များဖြင့်ချိန်လေးရဲ့ပြေးဝင် ဘာခင်ကလက်ထဲမှာတရှိပြစ်လဝါကြီးကိုခုတ်ပိုင်းရန်အတက်တကြီးဦးဘိုးတင်ကခေါင်းမှရောင်တုံးကြီးကိုဖြေချပြီးသပင်များကိုတစ်ချက်ရန်ခါလိုက်ကလက်ကုပ်တီးလိုက်သည့်အချိန်တွင်လဝါကြီးကဘာခင်တရှိဝင်မလာမီဘာခင်၏ရင်ဘတ်ကိုလဝါကြီးပြင်းပြင်းရိုက်လိုက်တဲ့ကဲ့သို့လက်ပိုက်ရက်နေသောဂျပန်ကိုလည်းနှစ်ထင်းနှစ်တဲတက်တဲ့သို့ပြင်းပြင်းရိုက်ထဲလိုက်လေသည်တစ်ဆက်တည်းမှာပဲအနည်းဆုံးဂျပန်စစ်သား၃ဦးကိုမျက်နှာများကိုဖျက်လျက်ရိုက်ချက်ပြင်းပြင်းရိုက်ထဲလိုက်လေသည် ဂျပန်စစ်သားများဗတ်နက်ကြီးများကင်လေးရဲ့နောက်ပြန်လဲကြသွားသည်ဘာခင်ကဥပိုးတွင်ရှိတဲ့တဲ့ကိုမှောက်ရကြသည့်ဤသူဂျပန်ဘော်ကနားနှစ်ဖက်ကိုသူ့လက်နှစ်ဖက်ပြေကင်လေးရဲ့စူးစူးဝါးဝါအော်ပြေးသွားရင် ဝင်ပေါက်မှလဲကြသွားသည်ဂျပန်စစ်သားများကအန်အားသင့်အန်အောလာသွားနောက်ကိုဆုတ်သွားခြင်းတွင်ဘာခင်သည်ခေါင်းပိုင်းတစ်ခုလုံးကြီးသွေးချင်းချင်းကျလျက်နားပါးစပ်နှာခေါင်းများကထွက်လျက်သေးကြပြီနောက်ပြန်လဲကြသွားသောစစ်သားသုံးဦးကမျက်ဖြူကြီးများလန်လျက် မျက်နာတစ်ခုလုံးသွေးချင်းချင်းနေပြီးအသက်မရှိကြတော့စစ်ဘိုလ်မှာအိုးကောင်းကတစ်ခုလုံးကွဲလျက်သွေးများထဲမှာဥနောင်များပြန့်ကျဲ၍မြင်မကောင်းစွာဖြင့်သေပေပြီးဂျပန်စစ်သားများကဝိုင်းအော်အတန်ပြိုင်ပေးပြီးဗက်နမ်များချင်းလျက်အားလုံးပြေးဝင်ခုတ်တိုးရန်ပြင်ဆင်လိုက်ချိန်တွင်တကြီးဥပိုးတွင်ကလဝါကြီးခါကိုလက်တစ်ဖက်ဖြင့်ဖက်၍ခုန်ထွက်သွားပါတော့သည် ပင်ဖားရခြင်းနှင့်တကြီးဥပိုးတွင်တပည့်လဝါကြီးတို့မိမိတို့မျက်စိရှိတွင်ပျောက်သွားပါသောကြောင့် AYE တစ်ခုလုံးကိုအတဆောက်မြမကြအောင်ဂျပန်စစ်သားများရှာခင်းကြသည်အိမ်ကြီးအောက်ထက်အထက်ထက်မီးဖို့ဆောင်နှင့်မြင်းဆောင်များအလုံးကိုရှာသည်တကြီးဥပိုးတွင်နှင့်တပည့်ဖြစ်သူလဝါကြီးကိုတော့မတွေ့ကြထို့ကြောင့်ဂျပန်များကအိမ်ဝိုင်းကြီးကိုမီးတင်ရှို့လိုက်ကြပါသောကြောင့်အိမ်မမီးဖို့ဆောင်နှင့်မြင်းဆောင်အလုံးမီးဟုံးအောင်လောင်လေပြီး ဂျပန်စစ်တပ်ကြီးတကူလုံးဒေါသကြီးစွာပြီးတိမ်ဝင်တိမ်တွဲရွာတကူလုံးနေမိရှာသည်မဲမဲမြင်ရာတနက်ပြည့်ပြစ်တပြင်းတဲ့တနက်တံများစူညံနေလေတော့သည်တိမ်ဝင်၍ရှာဖွေမတွေ့လျင် မိတိုက်ပြီးနောက်တိမ်သို့ထမ်းဝင်ပြန်သည်အစီအနောက်ရွာဆုံးအိမ်များအလုံးမိတိုက်သည်ဖြင့်ညတညာလုံးဝင်းထိန်နေတော်သည်ဘုံနေသော တိန်နေသောရွာသူရွာသားများကရွာနေနေသောခြံစည်းရိုးအဆန်များမှဖြစ်သည် တိမ်မီတိမ်မီညိုအတက်တွင်ဝဲရသို့တက်ဆုပ်၍နတ်မြေအနောက်ဘက်ကမ်းသို့ကူးပြေးရလေတော့သည်ပြေလွှိုင်းနှင့်တို့ယွမ်တကြီးနှင့်သူတပည့်တော်သွားရှာပြီးဟုတတ်မှတ်တွေးမိကြသည်မိသားစုဝင်များကလည်းလူးလိမ်စွာဖြင့်ကိုကြလေတော့သည်တရွာလုံးမိတောက်လောင်နေသည်ဖြင့်ညသည်နှစ်ဘက်ကဲ့သို့လင်းထင်းတောက်ပါနေပါတော့သည်ဂျပန်တပ်မကြီးမြေလန်ရှာနေသည်ကိုနတ်မြစ်တစ်ဖက်ကအပြင်းလွှိုင်းမှပင်မြင်နေကြရသည်မဲမဲမြင်ရပြစ်ခတ်နေသည်ကိုလည်းတွေ့ကြရသည ဤသို့ဖြင့်ရွာသူရွာသားများမှာပြင်းရင်ပြင်းဖြင့်ဂျိုင်းဝိုင်းများရှိရာသို့ရောက်ခဲ့ကြသည်ငိုသူငိုတက်သူတက်လဲသူလဲကွဲသူကွဲအပြိုးပြိုးလဲလဲနေဖြစ်ကြသည်ဂျပန်စကားပြန်ဘာခင်ကိုချိန်ဆနေခဲ့ကြသည်တကြီးနှင့်လဝါကြီးအတွက်လည်းရင်ထုမနာနှမျောတတာခြင်းဖြစ်ကြရသည်နည်းနည်းလင်းအားကြီးချိန်တွင် ကတဲ့အနောက်ရွာသားဖြစ်သူနွားလဲနွားတက်အယောင်းဝယ်လှုပ်သောငညော့ရောက်လာသည်ခဝဝဲမှပင်ရွာမီးလောင်နေသည်ကိုမြင်ရသည် ရိုးရိုးမီးလောင်နေသည့်ထင်းသဖြင့်လဲမောင်းမပြည့်မောင်းဝင်လာသည်ဂျပန်များအော်ပြီးပြေးလာတော့မှလဲပေါ်ကခုန်ချ၍ဖနှောင်းနေတဲ့မှတသားတဲ့ကြောင့်ပြေးခဲ့ရာကြောင်းတနက်ဖြစ်လှမ်းပြစ်ခံခဲ့ရာကြောင်းပြောဆိုသည်အပေါ်ပိုင်းတစ်ခုလုံးချွေးလိမ့်လိမ့်ဖုံလိမ့်လိမ့်ဖြင့်ကြောက်ရွံ့လာသောသေးပံမိသောကြောင့်အောက်ပိုင်းပစိုးတစ်ခုလုံးသေးများဖြင့်ရွှဲရွှဲနှင်းနှင်းသေးနှံတစ်ဆောင်တောင်ဖြစ်နေသည်ငညုံဖြစ်ကငိုအားတဲ့ရီအားတန်စရာဖြစ်သည်သို့သောငညုံနှင့်အတူတရင်ကောင်းတစ်ခုပါလာသည် ထိုတရင်ကရွာသူရွာသားအလုံးနဲ့မိသားစုများသိကျင်နေကြသော ကြားကျင်နေကြသောတတိဥဘိုးတွင်တပည့်လဝါကြီးတို့၏အကြောင်းဖြစ်ပါသည်အလုံးငညွန့်အနီးမှဝိုင်းဝန်းလျက်တယောက်တစ်ပေါက်မေးခဲ့ကြသည်ငညွန့်ကလည်းစိတ်ရှည်လာစွာဖြေခဲ့ရသည်ခရဲအနောက်ရွာမြောက်စုစုနှစ်မိုင်အကွာမှာအရှိအနောက်တန်းလျက်ပေတရာကြောက်လန်းရှိသည်ထိုကြောက်လန်းပြင်အနောက်တက်တဲ့လာခဲ့ပါကနှမတိရွာလန်းမြောက်ခွက်တွင်ရှိသည်နှစ်မိုင်နီးပါးအကွာဝေးရှိသည် နမတိရွာကကရဲအနောက်ရွာ၏အနောက်မြောက်တောင်ကြသည် နမတိရွာမုံဝင်းပြီးမနီမိုးဧလမ်းမတောင်ဘက်တွင် ကိုးတောင်ပြည့်ဖျားတဆူရှိသည်ဇေဒီညက်ရှိမှတို့မောအုတ်ခင်းအာယုံကံတစ်စောင်းတစ်ခုရှိသည်ဖျားဝိုင်းကဧကဝဲနိဗ္ဗာန်အကျယ်ရှိသည်တယုတ်စကားပင်မကြီးပင်တရက်ပင်နှင့်ထမ်းပင်များပေါရောက်နေပါသည်နမတိရွာအနောက်ဘက်အလွန်တမန်ကွာမှာတော့ကြောက်တန်ရွာရှိသည်ငညော့သည်ကြောက်တန်ရွာမှာနွားလဲနွားထလှုပ်ပြီးပြန်လာသည် လဲနောက်မှာနမသားမိကိုဆွဲလာသည်လဲကိုဖြစ်ဖြစ်မမှန်မောင်းလာခဲ့သည်ဟုဆိုသည်ဤသို့ဖြင့်ငညွန်တယောက်နှမတဲ့ရွာသို့ဖြတ်ခဲ့သည်ကိုတော်ပြေဖျားဝိုင်းဤသို့ရောက်လာသောအခါမညွန်အကြီးကဖျားဝိုင်းကိုကြည့်မိသည်ငညွန်အံ့အားသင့်စွာအံ့ဩသွားလေသည်အမြင်မသလားဟုအောင်းမေးသည်ပိုပြီးတေချောင်းလဲကိုရက်ပြီးကြီးခဲ့သည်သည်ဟုဆိုသည်ခဏရွာတကြီးဥပိုးတွင်ကသပင်ဖားရနှင့်အာယုံကန်တစောင်းရှိရက်နေပြီးသပင်ကိုဆွဲပြီးရောင်ထုံးနေသည် ပြီးနောက်တစောင်းတိုင်းဘေးမှဓမြတိတစ်ချောင်းကိုဆွဲယူသည်တရုတ်စကားပင်အောက်မှ အမိုက်တရိုက်တည့်ရွယ်များကိုလဲချင်းနေသည်လဝါကြီးကထခေါတောင်းတလုံးပြည့်အမိုက်ပုံများမှအမိုက်များကိုကျုံးတယ်နေသည်လဝါကြီးရှိမှအမိုက်ပုံ၃၄ပုံများပင် ရှိနေပါသည်ဆဆာဦးတွင်ငညုံးကလက်ထက်မှဆင်းပြီးတကြီးနှင့်တပည့်လဝါကြီးကိုတွားတွေ့နှုတ်ဆက်အောင်မီအပြန်လိုက်ခြင်းလည်းလဲပါတော့ပြောမိဟုစိတ်ကူးမိသေးသည်။နောက်မှရွာရောက်ရန်ဝေးသေးသည်။နေမဝင်မီရောက်ချင်းသည့်အတွက် တကြီးနှင့်သူ့တပည့်မှမြင်းပါနိုင်သည်မမေးမတွေးတော့ဟုအောင်းမေးလေးရဲ့လဲကိုမောင်းထုတ်လာသည်နွားများကိုကျင်းတို့ကခတ်တွတ်တွတ်မောင်းလာရင်ငညွန့်တွေးလာသည်တကြီးနှင့်လဝါကြီးတို့မှမြင်းပါလိမ့်မည်ဟုထင်သည် အနီအပါသစ်ပင်များမှမြင်းတွေချီတတ်တာမတွေးမိပါလားဟုလည်းတွေးမိသည်လဲကိုပြန်ကိုွေ၍မောင်းလျင်ဖြစ်သည်နည်းနည်းလန်းလာပြီလည်းဖြစ်သည်အင်းဒီနေရာကကရက်နှင့်နီးနီးမှမဟုတ်ပေမဲ့တကြီးနှင့်သူ့တပည့်စီးစရာမြင်းပါမှာပါ မြင်မပါပဲလာမှာမဟုတ်ပါဘူးငါမမြင်တာပဲဖြစ်မှာပါဟုဖြေသိမ့်တွေးတွေးလေးရဲ့ငညွန့်လှဲကိုစက်မောင်းခဲ့ရကြောင်းပြောသည်ငညွန့်ကနှမသိရွာနာကိုရောင်ပြည့်ဖျားဝိုင်းမှာတကြီးဥပိုးတင်ကဓမြသည်တချောင်းပြည့်တရုပ်စကားပင်အောက်မှာတည့်ရွယ်များအမိုက်တရိုင်များလှဲချင်းနေကြောင်းလဝါကြီးကထခေါတောင်းတလုံးပြည့်အမိုက်ပုံများအမိုက်များကျုံထဲ့နေကြောင်းလဝါကြီးရှိတဲ့အမိုက်ပုံ၃၄ပုံရှိကြောင်းမြင်တွေ့ခဲ့ရသည်များအမှန်ဖြစ်ကြောင်းငညွန့်ကျင်၍လဲပြော၏အာမခံ၍လဲပြော၏ အဆိုပါတရင်စကားကြောင့်တကြီးဥပိုးတွင်မိသားစုများဆွေမျိုးများတပည့်တပန်းရွာသူရွာသားများသည်ငညို့ရဲ့နေဟာဟုတ်မဟုတ်ပါရဲ့လားဟဲမှန်ရောမှန်ရဲ့လားဟု စကားတဆွတ်ဆွတ်ဆိုကြလေရဲ့ပြုံးဤလာနိုင်ကြသည် ဖြစ်နိုင်လျင်ညာရင်းချင်းပဲနှမသိရွာအနီးကကိုးတောင်ပြေဖျားဝိုင်းကိုပြေးပြီးကြည့်ကျင်ကြ၏တကြီးဥပိုးတွင်လည်းလဝါကြီးတို့ကိုတွေ့ကျင်ကြသည်ငညို့ကလည်းမခံကြည့်မခံချက်ဖြစ်နေသည် ဖြစ်နိုင်လေညာလိုင်းကြီးမင်းလဲပေါ်တင်ပြီးနမသိရွာအနီးက9000ပြည့်ဖျားဝိုင်းကိုငညွန့်ပို့ပေးခြင်းပါသည်တရုတ်စကားပင်ကြီးအောင်မှာတမျက်စီတစ်ချောင်းပြည့်အမိုက်လဲခြင်းနေပါသောတကြီးဥဘိုးတဲ့အမိုက်ပုံများရှိကထခေါတောင်းတလုံးပြည့်အမိုက်ကျိုးနေပါသောလဝါကြီးသူတို့ကို တွေ့လျင်ငညွန့်ကကြည်ကြဗျာတွေ့ကြဗျာဟုပြလိုက်ခြင်းပါသည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ